ဖလင်းဘေးပြန်လဲထူထောင်ရေးအတွက်အဆောက်အဦတွေစားလို့ရမှာအဂတိကင်းရှင်းဖို့လို့ကြောင့်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ဥအောင်ပြည်စုံက CNN သတင်းဌာနကိုပြောပါရယ်။ဒါအပြင်ငလီရဲ့အပြည့်ပြန်လဲထူထောင်ရေးအတွက်နေအဆောက်အဦတွေအားစနစ်တကျစီစစ်စားလို့ရမှာအစိုးရဘက်ကလည်းကြကြမမတ်နဲ့ဆောင်ရွက်ဖို့လို့ကြောင့်သူကပြောပါရယ်။အဓိကတော့သူအရင်ကကွန်စထရက်ရှင်လောတွေရှိတယ်ပြီးတော့ဒီပေါ့နော်ကျူစီတင်းနေရှိတယ်။အဲကျူစီတွေကကျွန်တော်တို့တပ်ပါတီစစ်စစ်တွေဖြစ်ဖို့လို့တယ်။ကျူစီတွေမှာကျွန်တော်တို့ကတောက်တဲ့ကုမ္ပဏီနဲ့ဒီကျူစီတွေကကျွန်တော်တို့ကပါတနာတွေဖြစ်နေမယ်။တပ်ပါတီမဟုတ်ဘူး။အေးယူတွေရှိနေမယ်ဆိုတော့ ော့ဒါဟာအဂရိယဖြစ်နေပါပဲပြီးတော့တကယ်စောက်တဲ့အခါမှာလည်းတံပိုးနဲ့ညီမြအောင်ငလျင်တံကိုကျွန်တော်တို့ဒီ အဲ့ဒီချိခံနိုင်တယ်ပေါ့နော်အဲ့ဒီချိလေငရင်လှုပ်တဲ့အဆင့်ကဒီအဲ့ဒီချိကိုခံနိုင်တယ်သို့မဟုတ်လို့ရှိရင်90ကိုခံနိုင်တဲ့အဆောက်အဦတစ်ခုတည်းကြောက်ရတကယ်ဦးဒီကာလဒီအဆောက်အဦကတကယ်ခံနိုင်တဲ့အဆောက်အဦဖြစ်ဖို့အတွက်လိုအပ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့ပေပါဝါးထဲမှာပဲစာရွက်ထဲမှာဒါခံနိုင်ရင်ရှိပြီးတော့တကယ်လက်တွေ့မှာခံနိုင်ရင်ရှိတဲ့ကျိုးဆက်တွေကြတော့ကျွန်တော်အသက်တွေအများကြီးကြီးရမှာဖြစ်ပါတယ်နာဆာကဥက္ကရာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကစကိုင်းတိုင်းဒေသကြီးပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်7ဘီလီယံ90နဲ့မန္တလေးတိုင်းဒေသကြီးပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်7ဘီလီယံ60ကိုခွဲဝေပေးရခဲ့ပါတယ်မန္တလေးမြို့နဲ့စကိုင်းမြို့တွေမှာ ထိခိုက်ပျက်စီးထားတဲ့အဆောက်အုံတွေပြန်လည်တည်ဆောက်ရမှာဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်ဘီလက်မြေတန်နဲ့သွပြားတွေကိုလည်းတင့်လျော်တဲ့ဈေးနှုန်းတွေနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါရယ်အဲ့ဒီအပြင်ပျက်စီးသွားတဲ့လူနေအိမ်တွေကိုအမျိုးအစားအလိုက်တင့်လျော်တဲ့နှုံထားတွေနဲ့ငွေကြေးထောက်ပံ့ပေးသွားမယ်လို့လည်းဆိုပါရယ်အဲ့ဒီအစ်စ်ပြန်ဆောက်ရမှာမှန်တယ်အစ်စ်ပြန်ဆောက်နေတဲ့အချိန်ကြာကာလမှာဟိုဘယ်လိုပုံစံမျိုးနဲ့ထားမလဲပေါ့အခုပဲကျွန်တော်ကျွန်တော်တို့ဆိုလို့ရှိရင်အတရုတ်တိုင်ယုံဝင်လဲအခုညောင်းမှာပေါ့နော်ဒါတွေကိုအမြန်ဆန်ငေါ့လောက်ပြေးဖို့ဘာဟိုကူ ညီပေးဖို့ဆိုတော့ပြောတော့ကျွန်တော်တို့ကတော့ဒီ temporary house ပေါ့လေအဲ့လိုပုံစံမျိုးကို9000လောက်လောက်ဖို့ပြင်ဆင်နေတယ်လို့ပြောရပေါ့အဲ့လားတော့ဟိုရေတူပေါ့နော်ခဏဒီဥစားအတွက်အဲကျွန်တော်တို့ပြန်မဆောက်မဆောက်ခင်ကာလမှာဒါလေးလောက်ဖို့ဆိုတဲ့ဟာတစ်ခုပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီငလင်ဘေးမှာ7.7ဆိုတာ in the ကြီးကျယ်တဲ့ငလင်နဲ့ဖြစ်တယ်ဒီဟာလည်းတစ်ခုပေါ့ နောက်ထပ်ကကြတော့ကျွန်တော်တို့ဒီလိုက်ပြီးတော့မှဖြစ်တဲ့နေရာတွေကိုကျွန်တော်တို့ကုညီခဲ့တဲ့ဒီအတွက်ပွိုင်းနဲ့ကြည့်ခဲ့ခါကျတော့သူ့ဟာတွေကကျွန်တော်တို့ရဲ့ ဟိုဆောင်တီဆောင်ရည်တွေကငန်းချင်းရတဲ့ဟာပေါ့နော်ငန်းချင်းရတဲ့ဟာဆိုတာစီမံရလဲဆက်စိမှုအားနေတယ်ဆောက်တဲ့ပြည်သူလူထုကိုယ်တိုင်ကလည်းအဲလိုပဲတတ်တတ်တတ်နဲ့ဟောရပါတယ်ဆိုပြီးဆိုပြီးတော့မှလုတ်ခဲတဲ့အိစရီပေါ့လက်ရှိမှာမြန်မာငလျင်ဘေးပြည်သူတွေကုညီရေးအတွက်အမေရိကန်ကဒေါ်လာ9တန်ကွက်အမေရိကန်အိန္ဒိယဂျပန်ဩစတြေးလျကဒေါ်လာတန်20ကုလသမဂ္ဂကဒေါ်လာ63တန်တရုတ်ကယွမ်ငွေ1ဘီလီယံကျော်ဩစတြေးလျကဒေါ်လာ2တန်ဥရောပသမဂ္ဂကဒေါ်လာယူရို73တန်စသဖြင့် ပံ့ဖို့ကတိပြုထားပါတယ်။အလားတူပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ခရိုနီတရေကြီးတွေကလည်းငလျင်ဘေးအတွက် AB တရက်နေ့ကလူဒန်းစာရမှာစက်ငွေ116တသက်မှ84ဘီလီယံရရှိကြောင်း NASA ကဥက္ကရာကပြောကြားခဲ့ပါတယ်။